ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ audio ဘို channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะဒီနေ့ဖပြခြင်းနဲ့အကြောင်းအရာလေးကတော့မဟောတထာ စတော်ကြီးအကြောင်းကိုဖပြပေးမှာပဲဖြစ်ပါတယ်ရှင်ရှေးလွန်လင်းပြီးတော့အခါဝိရေဟရေတိုင်းမိတ္တိလာပြည်၌ဝိရေဟရေမင်းကြီးစိုးစံခဲ့ပါတယ် ချုံမင်းနိုင်ဒိနကပကုတာကမိန်ကြဒေဝိနအမည်ရှိကြသော အမတ်ကြီး၄ဦးရှိပါတယ်တို့ပြီရှိဘက်ပါစီနယဝမစ္စကုံးယွာနိုင်တီရိဝပုဏတထေဤမယသူမနာဒီဝီဝင်မဟောတထသူကမေဖြစ်မီတားငယ်ကို ဖွားမြင်ခဲ့ပါတယ် ထူသားငယ်သည် ဖွားစာကပင်နှစ်စည်းလုံးကိုင်လျက်စကားပြောပါသည်ထူစည်းလုံးဖြင့်လူအများယောဂါချမ်းငင်ကြရပါသည်စည်းလုံးကိုဆွဲ၍မဟောတထဟုအမည်ထည့်ပါသည်ခန္နိအရွယ်တို့ရောက်သောမဟောတထတူသားသည်စမ်းကြေသောဇရက်တစ်ဆောင်နှင့်ရေကန်တစ်ခုကို စီမံပြုလုပ်လေသည်မဟောတထ ဖွားဦးကပင်မင်းကြီးသည်အိမ်မက်မြင်မှတ်ထားသည့်အပြင်မဟောတထဤပညာတတိယကျားသောကြောင့်မင်းကြီးသည်ပညာရှိခန့်ထားရန်တေနကအမတ်ကြီးကို တိုင်ပင်ခဲ့ပါသည်အမတ်ကြီးကဝန်တိုသည်ဖြင့်ပညာရှိမဟုတ်သေးသောတင်းလျှောက်သောကြောင့်နန်းတော်သို့မခေါ်ဆောင်သေးဘဲငန့်နေရပါသည် မဟောတထတတူသားသည်ပါစိနယောမစ္စကုံရွာ၌ပင်စွန်ချီသောတာတိကိုရအောင်ပြုလုပ်ခြင်းနွားခိုးမှုလဲရွယ်ခိုးမှုကြီးထွေးခိုးမှုတာခိုးမှုမယားခိုးမှုယထာခိုးမှုစသည့်ခုနှစ်ခုသောအရေးတို့တွင်တရားမျှတအောင် စီရင်နိုင်ခဲ့ပါသည် ထိုတည်ညို့ကိုမင်းကြီးကြလေတော့မဟောတထကိုခေါ်ယူရင်တနကအမတ်ကြီးအားတိုင်မင်းပြန်သည်အမတ်ကြီးကရှင်နီတူလျှောက်ထားသဖြင့်ဆိုင်းငံ့ခဲ့ပါသည်အမတ်ကြီးဤတင်လျှောက်ချက်အရာမင်းကြီးကဖြေဆိုစေသောရှားလန်တန်ဤအရင်အဖျားကိုရှားစေသည့်ပြေတနာဥကောင်းကောနှစ်ခုကိုကြည်၍ရောက်ကြမိမခွဲကြစေသည့်ပြေတနာမွေးအဖိုးအမကိုခွဲကြစေသည့်ပြေတနာဥကောင်း၌ ို့ပါသောတကြဝါကိုဆက်စီသည့်ပြေတနာပတမျာကိုကျိုးသိတက်စီသောပြေတနာနွားလာကိုတားဖွာစီသောပြေတနာ ထမင်းကျင်ပြေတနာသဲလွန်ပြေတနာရေကန်ပြေတနာဥယင်ပြေတနာတို့ကိုအံ့ဩဝဲကောင်းအောင်ညံစွမ်းထက်မြက်စွာဖြည့်ရှင်ပေးလေသည် မင်းကြီးလည်းမဟောတထဤပညာကိုချီးကျူးလျက်နန်းတော်သို့ခေါ်ယူကာအကျဉ်ချင်းချီးမြှောက်ပူဇော်သည်တခါတော့မင်းကြီး၏မိဖုရားအုတ်တုပရဒေဝီသည် မင်းကြီးနှင့်အတူထွက်လာတော်မူစဉ်ငယ်လင်းသူရုပ်အားမြင်၍ပြုံးမိသည်ကိုမင်းကြီးကအထင်လွဲသဖြင့်တက်မီပြူရာမဟောတထဒုက္ခမင်းဤတင်းလျှောက်ကြကြအသက်ချမ်းသာရရလေသည် ထိုအခါမှစ၍မဟောတထအားမိဖုရားကမောင်ငယ်အရာထား၍ချစ်ခင်စွာချီမြောင်လေသည်မင်းကြီးလည်းအတပြားတသိန်းပူဇော်လေသည်ထို့နောက်မဟောတထဒုက္ခမင်းသည် ခွေးနှင့်စိတ်ပြေတနာပညာနှင့်ဥစ္စာ အမြင့်ပြေတနာစသည်တို့ကိုလည်းဖြေကြားပေးခဲ့ပါသည် ရှင်သူအပြင်မဟောတထသည် အသက်16နှစ်သို့ရောက်သောဥဒ္ဓဘရတဝီဤလည်းတိမျက်သောသူတို့သမီးနှင့်ချိန်များရန်ပြောရာမဟောတထအမိမိအလိုက်လျောင်းရှားဖွေလိုသော ခွေတောင်း၍အနှစ်ချီခင်တို့ကိုစောင့်လျက်စင်းရဲသောအချုပ်သမားအသွင်ဖြင့်ဥဒ္ဓရဝရမစ္စကုံးညွာသို့သွားခဲ့ပါသည် ။ဩတရယဝမစ္စကုံးရွာတွင်စီးစိမ်ပြတ်သောတချေဟောင်းလင်မယားတွင် အမရာမီသောသမီးတယောက်ရှိပါသည်။ဇနီးလုံးအရှာသွားသော မဟောတထသည်အမရာနှင့်လမ်းဝေတွေ့ရာအပြန်အလှန်မေးဖြေပညာဆန်ကြပြီးနောက်အမရာဤအိမ်သို့မဟောတထသွားသည်။သူနောက်အချုပ်တီဟံဖြင့်အဝတ်အထည်စုံများကိုချုပ်လေသည် ်ထို့နောက်အမရာဤစိတ်ဤသဘောထားနှင့်ပညာအဆင့်တန်းကို အမျိုးမျိုးစုံစမ်းပြီးနောက်နှစ်သက်သဖြင့်မင်းကြီးအားလျှောက်ထား၍ဆောင်းယူလက်ထက်လေးသည်ထို့နောက်အမတ်ကြီးလေးပါသည် မဟောတထကိုမလိုလားသဖြင့် ခိုးသူဖြစ်ဟန်ပြည့်ရစဉ်၍မင်းကြီးကိုလျှောက်တင်ကြပါသည် မင်းကြီးလည်းလျှောက်တင်ချက်ကိုယုံကြည်၍အပြစ်တန်ခရန်မိတ်မှတ်သည်ဖြင့်မဟောတထသည်တောင်မစကုံးရွာသို့အလွတ်တိတ်ဆောင်ရလေသည်သူအခါအမရာသည်မိမိပညာဉာဏ်ဖြင့်အမတ်ကြီးလေးဦးကိုကြံစီသောအပြစ်တို့ကိုထင်ရှားစေပြီးလည်းအမတ်ကြီးတို့အားလည်း အရှိတ်ရအောင်ပြု၍မိကြီးအားအမှန်ကိုရှောက်ထားပါသည်ရှင်သူအခါတွင်ထီးချက်ဆောင်နသမီကပုတ်စာလေးရက်ကိုမင်းရဖြင်းနိုင်သူမရှိသောကြောင့်မင်းကြီးသည်မဟုံးတထအားရှာဖွေစေလျက်အိုးထိတ်တဲ့အိမ်မှပြန်၍ခေါ်ယူကာဖြေချာစေခဲ့ပါသည်မဟောတတဖြစ်ဆုံးနိုင်သည်ဖြင့်စစ်ဘရင်တေနာပတိအဖြစ်ကြီးမြောက်ခံရမြန်လေသည် ်ထို့နောက်လှုပ်ဝက်သောကိစ္စကိုမိသူအမျှမပြောရဟုသောပြတနာတွင်တေနကအစရှိသော အမတ်ကြီးတို့အရေးရှုံးနေသည်မှာမဟောတထသူခမိန်သည်ဝိရေဟတေတိုင်းစီကိုဘရင်ကိုစားစီမံခန့်ခွဲလေသည်တခါသောဩဒရာပစ္စာလရစ်ပြီးမှဆူလနီပြရက်မင်းသည်အတိုင်းတိုင်းအပြီပြီကိုတင်းယူပြီးနာ မိထီလာပြီကိုစစ်ပြူပါသည် ဝိရဟရမင်းသည်မဟောတထအစီအမံအဆောင်အရွက်ဖြင့်ရန်သူကိုတုံးလှန်နိုင်သည့်အပြင် နောက်ဆုံး၌ချိုပြမတ်မင်းသည်တမီတော်ပြင်စလဇနီမင်းသမီးကိုဥမဲလှိုင်ကောင်းတွင်မှဆောင်းယူကဝိရဟရမင်းကြီးနှင့်လက်ဆက်စီခဲ့ပါသည် စုလနီပြမရက်မင်းဤအတိုင်မင်းခံကေဝုပုံနာတိမဟောတထအားပရိယေအရာတွင်မိနိုင်မဲရှိ၍အဆက်ကြီးစွာရလေသည်မဟောတထသည် နောက်အခါစုလတိပြမရက်မင်းထ၌ခါစား၍အတ္တထဆုံးကြီးမြတ်သောစီစိန်ကို ခံစားရလေသည်